ျွန်တော်ကပညာဝန်ကြီးဌာနဆရာတက်ပညာဦးကြီးဌာနရဲ့ဒုတိယညွှန်ကြားမှုဆရာဦးရဲနိုင်ဖြစ်ပါတယ်အားသာတာဝန်ခံပေါ့ရွေကြက်ကတော့ကျွန်တော်တို့တတိယကျင်းပညာဒီဂရီကောလိပ်ကျောင်းပေါင်းစုအားကစားပြိုင်ပွဲအားသာနီလီမျိုးမှာဘောလုံးအမျိုးသားဗိုလ်လီဘောအမျိုးသားအမျိုးသမီးပတ်ကြောချင်းအမျိုးသားနဲ့ပြည်ခုံပြည့်အမျိုးသားအမြင့်သမီးဆိုပြီးတော့ကျွန်တော်တို့ရွေးချယ်ပြီးတော့ပြိုင်ပွဲကျင်းပသွားမှာဖြစ်ပါတယ်အဓိကကတော့ကျွန်တော်တို့ဘောလုံးပြိုင်ပွဲဖြစ်ပါတယ် ဘလုံးပြိုင်ပွဲကတော့ကျွန်တော်ပြည်ញိုင်းဝန်ကြီးဌာနအသင်းအတွက်ရှင်ပြိုင်ရမှာဖြစ်ပါတယ်အခုရှင်ပြိုင်နေတဲ့အသင်းတွေကနေဇုံနှစ်အတွက်ကာကြီးအသင်းခါဝေအသင်းနှစ်သင်းကျွန်တော်တို့ရွေးချယ်ပါမယ်အထက်မှာပြီးကလည်းပဲဇုံတစ်အတွက်ကာကြီးအသင်းခါဝေအသင်းနှစ်သင်းရွေးချယ်ပါမယ်အဲ့လေးသင်းကိုတော့ဘုံနေပြည်တော်မှာကျွန်တော်တို့24ရက်10လ2025ကနေ29ရက်10လ2025အထိကျင်းပသွားပြီးတော့အဲ့ထက်ကနေကျွန်တော်တို့ပြည်ញိုင်းဒီဂရီကောလိပ်အတွက်အထူးချွန်ထက်မြက်တဲ့ဘလုံးသမားကောင်းနေ အတင်းတင်းရွေးချယ်မှာဖြစ်ပါတယ်ဖွဲ့စည်းပုံကတော့16ရောက်ဖြစ်ပါတယ်အဲ့မှာမှကျွန်တော်တို့ဝန်ကြီးဌာနရဲ့ပွဲဦးပါဝင်ရှင်ပြိုင်မှာဖြစ်ပါတယ်အဲ့ဝန်ကြီးဌာနအဆင့်မှာကျွန်တော်တို့အဆင့်မြင့်ဦးစီးဌာနပါပါတယ်ကျွန်တော်တို့ဆရာတက်ပညာဦးစီးဌာနနဲ့အခြေခံပညာဦးစီးဌာနဆိုပြီးတော့ဦးစီးဌာနအုံကူကနေညွန်ပေါင်းအသင်းများပညာရေးကအသင်းပညာရေးခအသင်းပညာရေးခငယ်အသင်းဆိုပြီးတော့ကျွန်တော်တို့နိုဝင်ဘာလ၄ရက်နေ့ကနေ၉ရက်နေ့ထိဗဟုပြိုင်ပွဲကျင်းပဖို့ဖြစ်ပါတယ်အဲ့အတွက်ကိုကျွန်တော်တို့ဒီမှာလာပြီးတော့ ရွေးချယ်ကြခြင်းဖြစ်ပါတယ်ရန်ကုန်ဇုန်2ကတော့အသေး15အသင်းဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီနေ့6ရက်နေ့မှာအပွဲများဘောလုံးပွဲကိုစတင်တာဖြစ်ပါတယ်အဲ9ရက်နေ့မှာတော့ပိုက်ကျော်ချင်းပြေခုံပြေအဲဗောလီဘောပြိုင်ပွဲများလည်းဆက်လက်ကျင်းပပြီးတော့ရွေးချယ်သွားမှာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီနေ့ရှင်ပြိုင်တဲ့အသင်းนี่ဆိုရင်ဒီပသိမ်ပညာရေးဒီဂရီကောလိပ်နဲ့အပီပညာရေးဒီဂရီကောလိပ်အသင်းတို့ ရှင်းပြနေတာဖြစ်ပါတယ်ဟိုဘက်ကျွန်တော်တို့တောင်တကုံအသင်းမှာတော့မြောင်းမြပညာရေးဒီဂရီကောလိပ်အသင်းနဲ့ဟာခါပညာရေးဒီဂရီကောလိပ်အသင်းတို့ရှင်းပြန်ကြတာဖြစ်ပါတယ်ရှင်းပြနေသေးဖြစ်ပါတယ်ဒီထက်ကနေကျွန်တော်တို့ပညာရေး၄နှစ်သင်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီထက်ကနေဘက်ဆုံပညာအရေးချင်းတော်တဲ့ဆရာလောင်းနေဆရာမလောင်းနေဖြစ်ဝှထုတ်သွားဖို့အတွက်လည်းရည်ရွယ်ပါတယ်အဓိကရည်ရွယ်ချက်ကတော့ကျွန်တော်တို့ဆရာတက်ပညာဦးစီးဌာနအနေနဲ့ ပညာဒီဂရီကောလိပ်ကနေဆင်းသွားတဲ့ဆရာဆရာမများသည်ဘက်စုံပညာအရှင်တော်တဲ့အခြေခံပညာအတွက်အထောက်ပံ့ခေါင်းကြီးတစ်ခုရရှိအောင်လဲရည်ရတာဖြစ်ပါတယ်ဒီပြိုင်ပွဲကိုထူးချွန်ထက်မြက်သောကစားသမားကောင်းများအပြင်ဒီလိုမျိုးအကစားစိတ်သက်ပြေဝစွာနဲ့အရှင်ပြိုင်နိုင်မှုအကစားနီးစလစ်ဒီမှန်မှန်ကန်ကန်နဲ့ရှင်ပြိုင်နိုင်မှုနောက်ဆုံးမိတ်ကျွန်တော်တို့ AUG ပြိုင်ပွဲထီအောင်ပါဝင်ရှင်ပြိုင်မှုတွေရည်ရပြီးတော့ပြိုင်ပွဲကျင်းပပြီးခြင်းဖြစ်ပါတယ်ခင်ဗျ ျမရန်ကင်းပညာရေးဒီဂရီကောလိပ်အကျောင်းကြီးဒေါက်တာညိမ့်သိအောင်ဖြစ်ပါတယ်ရှင်။ကျမတို့ဒီနေ့ကျင်းပတဲ့ပွဲကတော့ကျမပညာရေးဝန်ကြီးဌာနဆရာတက်ပညာဦးစီးဌာနအောက်မှာရှိတဲ့ပညာရေးဒီဂရီကောလိပ်ပေါင်းစုံပေါ့နော်။ပညာရေးဒီဂရီကောလိပ်ပေါင်းစုံရန်ကုန်ဇုံနှစ်ဘောလုံးပြိုင်ပွဲဖြစ်ပါတယ်ရှင်။ ကျမတို့ဒီပညာရေးဒီဂရီကောလိပ်မှာတက်ရောက်နေတဲ့ကျောင်းသားကျောင်းသူတွေကဒါအခြေခံပညာမှာဟလာလေးနှစ်တာပြီးသွားတဲ့အခါမှာဆရာဖြစ်တာဝန်ထမ်းဆောင်ကြမယ်လို့လည်းဖြစ်တယ်အဲ့တော့ပညာရေးဒီဂရီကောလိပ်မှာလေးနှစ်တက်ရောက်နေစဉ်ကာလမှာလည်းပဲဒါကအကစားဝါသနာပါပြီးထူးချွန်ထက်မြက်တဲ့ဒီအနာဂတ်မျိုးဆက်တဲ့ပေါ့နော်အကစားသမားတွေဖြစ်ဖို့လည်းရည်ရွယ်တယ်အဲ့အတွက်ကိုရည်ရွယ်တယ်နောက်ပြီးတော့ကျမတို့ဒီပညာရေးဒီဂရီကောလိပ်25ကျောင်းရှိတယ်ပေါ့ကျမတို့အခုရန်ကုန်စုံနှစ်မှာတော့25ကျောင်းဝင်ရောက်ရှင်ပြိုင်မှာဖြစ်တယ်ဟို ဒီဘောလုံးကိုတော့ပေါ့နော်အုပ်စု၄စုဖွဲ့ပြီးတော့အဲအเจ้าကတော့73เจ้าဝင်ရောက်ရှင်ပြိုင်တာဖြစ်ပါတယ်ရှင်။ ကျွန်မတို့ဒီဒီလိုအားကစားပြိုင်ပွဲတွေကကျွန်မတို့ပုံမှန်မှာလည်းပဲကျွန်မတို့ဒီဒီဟိုပါပေါ့ဒီပညာသင်တန်းမှာနှစ်ဆင်ပေါ့နော်ကျောင်းတွင်းအားကစားပြိုင်ပွဲတွေကိုပညာရေးဒီဂရီကောလိပ်လိုက်ကနှစ်ဆင်ကျင်းပပါတယ်အဲ့လိုကျင်းပပြီးတော့မှကျောင်းတွင်းအားကစားပြိုင်ပွဲမှာထူးချွန်တဲ့လူတွေကိုကျွန်မတို့အခုဇုံအဆင့်ပေါ့ရန်ကုန်ဇုံနဲ့ဒီမှာဝင်ရောက်ရှင်ပြိုင်နေဇုံကနေထူးချွန်တဲ့ကလေးတွေကိုဘဟုအဆင့်ပေါ့နေပြီးတော့မှတွားရောက်ရှင်ပြိုင်နေအဲ့လိုရှင်ပြိုင်နိုင်မှုအတွက်ကျွန်မတို့ကအာဒီပညာသင်နဲ့အလိုက်ပေါ့ပြိုင်ပွဲတွေလုပ် ပြီးတော့မိမိ ီးចောင်းသားတွေရဲ့ចောင်းသားចောင်းသူတွေရဲ့ဝါသနာပါရပေါ့နော်အက္ကစားနီအမျိုးမျိုးကိုဝင်ရောက်ရှင်ပြိုင်နိုင်အောင်လို့ပေါ့ဒီပညာသင်နှစ်မှာလေ့ကျင့်ပြုစု ပြောထောင်ပေးလေရှိပါတယ်အဲအာမတဆင့်ကျမတို့ဒီပညာရေးဝန်ကြီးဌာနမှာကျမတို့ရဲ့ဆရာတက်ပညာဦးကြီးဌာနရဲ့အားစားပြိုင်ပွဲတွေမှာဝင်ရောက်ရှင်ပြိုင်နိုင်တဲ့အထိစူးစမ်းဆောင်ရွက်နေတာဖြစ်ပါတယ်ရှင်ကျမတို့အခုရန်ကုန်ဇုန်နဲ့ပေါ့ပညာရေးဒီဂရီကောလိပ်ဘောင်းဆောင်အားကစားပြိုင်ပွဲရန်ကုန်ဇုန်နဲ့မှာတော့ကျမတို့က event လေးခုအာကျင်းပတာဖြစ်ပါတယ်အခုဘောလုံးကိုတော့ဒီအောက်တိုဘာ6ရက်နေ့ကနေ17ရက်နေ့အထိကျင်းပဆောင်ရွက်တယ်အာဘောလီဘောပြိုင်ပွဲကိုတော့ ရှိရနေရနေအာ18ရက်နေ့ထိကျင်းပဆောင်ရွက်တာဖြစ်ပါတယ်။ပိုက်ကြော်ချင်းကိုတော့9ရက်နေ့ရနေ18နှစ်ထိကျင်းပတယ်။ပြည့်ခွန်ပြည့်ပြိုင်ပွဲကိုတော့ကျမတို့10ရက်နေ့13ရက်နေ့ထိပေါ့။ပြိုင်ပွဲ event ၄ခုနဲ့အဲရှင်ပွင့်ရောက်ရှင်ပြိုင်ဖို့အတွက်စီစဉ်ဆောင်ရွက်ထားတာဖြစ်ပါတယ်ရှင်။ဒီပညာရေးဒီ college ဘောင်းဆောင်ပေါ့ဒီအားစားပြိုင်ပွဲဟာအခုဆိုကျမတို့အကျင်းပလာတာ2022က ကျင်းပလာခဲ့တာဆိုရင်ကျွန်တော်တို့အခု၃ချိန်မြောက်ရှိခဲ့ပြီပေါ့ဒီလိုအားကစားပြိုင်ပွဲတွေကိုဒီရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကအဲဇပံဘိုးကိုညီမှုအဲကျွန်တော်တို့ရဲ့ဒီရန်ကုန်တိုင်း ဒီအားစားနဲ့ကံရပညာဦးစီးဌာနကအဲဟိုစီစဉ်ဆောင်ရွက်ပေးမှုကြောင့်မလို့ဒီလိုအရှင်ပြန်ခွင့်ရတယ်ဒါကြောင့်မလို့ဟိုကျမတို့ရဲ့အခြေခံပညာမှာတာဝန်ထမ်းဆောင်ကြမယ့်ဆရာတွေအတွက်အဲဒီသင်တန်းကာလအတွင်းမှာဒီလိုပြိုင်ပွဲတွေကျင်းပတဲ့အတွက်ကြောင့်မလို့အဲကလေးတွေအတွက်အင်တာမတ်ကောင်းတဲ့အစီအစဉ်ဖြစ်တယ်အဲ့တော့ကျမတို့ကျင်းပနေတဲ့ပွဲလေးတွေမှာလည်းပေါ့နော်အားပေးစေချင်တယ်နောက်တစ်ခုမိဘတွေရလည်းပေါ့ဟိုဒီငယ်စဉ်ကတည်းကအဲကလေးတွေဝါသနာပိုင်ရာအားကစားတွေကိုပြုစုပြောထောင်ပေးနိုင်ငံတော် ွက်ထူးချွန်ထက်မြက်တဲ့အားစားကောင်းတွေရမယ်ဆိုတဲ့အသည့်တရားလေးပေးချင်ပါတယ်ရှင်။